အားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ရေဒီကနေ့မှာတော့စာရေးဆရာ Jasmine Devil Aura ရေးသားတဲ့ဤခီးမနီးပါဆိုတဲ့စာမလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ရှင်ကျမကတော့စာဖတ်သူနန်းတိန်ကြီးဖြစ်ပါတယ်ကျမအသက်17နှစ်မှာ အဖေက ရုတ်တရက်လောကကြီးကနေ ထွက်ခွာသွားခဲ့တယ်အဲ့ဒီအချိန်အဖေအသက်က42ပေါ့42နှစ်မှာတကယ့်ကို 42နှစ်တိတိပဲတိဆိုအဲ့ဒီနေ့ကအဖေမွေးနေ့လေကျမဘဝကိုအဖေကဘယ်လိုပဲနီးပုံစံချတယ်မသိပေမဲ့ကျမဘဝမှာအရွယ်ရောက်လာရင်ဆက်လျှောက်ရမယ်လောကလန်းကို အဖေကခင်းပေးမယ်လို့ယုံကြည်တယ်လို့ကျမကိုယ်တိုင်လည်းရွေးတူတိုင်းထပ်ပို့မိုးတဲ့ဘာသာစကားစွမ်းရည်ဖြင့်အင်္ဂလိပ်လိုရေးတဲ့ဖတ်တဲ့ယုံမကကောင်းကောင်းမွန်မွန်ပြောဆိုနားလည်တဲ့အထီး တက်မြောက်ထားပေမဲ့အစိုးရကြောင့်မနေခဲ့ဘူးဘူးအက်စ်ကတဲ့နဲ့အတိုင်းတာပဲတည်တယ်ဒါဟာအားနေချက်ရဲလို့စာမီးခန်းစားမိတော့ဂျမအသက်17နှစ်အဖေဆုံးမတဲ့အချိန်မှပေါ့လူတယောက်က17နှစ်အရွယ်ဂျမကိုမေးခဲ့တယ်ကြောင်းမတက်ချင်ဘူးလားတကယ်ချင်းတွေအများကြီးနဲ့လေးတဲ့17နှစ်အရွယ်ကလေးတယောက်အနေနဲ့ဂျမကောင်းညိတ်ခဲ့တယ်ကြောင်းဆိုတာဘလို့အရာလဲမသိပေမဲ့ဂျမမှာ အဖေဆိုတဲ့အာကိုယုံကြည်ခြင်းတစ်ခုပျောက်ယုံနေចောင်းဆိုတာဆက်လျှောက်ရမယ့်ဘဝအလားယုံကြည်ရင်ကျမចောင်းထက်ဖြစ်ခဲ့တယ်အသက်40ခန့်ငယ်ငယ်နဲ့မုံဆိုးမှဖြစ်တဲ့ကျမအမေလဲကျမကိုကိုပိုင်ထက်တန်းចောင်းမှထားပေးနိုင်ဖို့အပတ်တကုတ်အားထုတ်ခဲ့ရတယ်အမေဟာအသက်40ကျမအသက်17နှစ်နောက်ထပ်ဘယ်နှစ်အမေထမ်းပိုးရအောင်မလဲလို့ကျမတွေးရင်17နှစ်အရွယ်အုံနောက်တဲ့ ဘယ်ကမှမသိတဲ့အတွေးစိတ်တွေတွန်းတွန်းတိုက်တိုက်ဝင်ရောက်လာခဲ့ဘူးတဲ့အဲ့ဒီညတွေကအိပ်ပြောဖို့ခက်တယ်အိပ်ပြောတဲ့ညတွေအတွက်လဲအိမ်မက်ထဲမှာစာမေးပွဲမကြဖို့လုံးပန်းနေခဲ့ဘူးတဲ့အမေနဲ့ပတ်သက်ရင်ဆက်တနစ်အရွယ်ကျမမှာမိကုံးတစ်ခုကလွဲလို့ဘာမှထပ်မရှိခဲ့ဘူးအမေနဲ့ကျမကြားမှာလဲအစဉ်ပြေနေခဲ့တယ်ကျမရဲ့ကြောင်းတက်ရဲ့တဏိတာက ကျောင်းသွားကျောင်းပြန်ခရီးရန်ဖះကျောင်းလေးတစ်ခုမှာတရောတင်တန်းတက်နေအချင်းကုန်နေအဖေရှိစဉ်ကတက်နေကြတင်တန်းလေးစီကိုလည်းညနေတိုင်းအပြေးသွားရသေးတယ်။နောက်တော့ကံယောဂါကာလာကြီးရဲ့အဆမှာ ကျမတို့ကျောင်းကြီးလည်းအများစုသောကျောင်းတွေနီးတူရန်နာပစ်လိုက်တယ်။အွန်လိုင်းတင်ကြားရေးမှာ ပထမဆုံးကျမပိုးရတာကတော့အချိန်ပေါ်ဆယ်နှစ်အရွယ်ဖြစ်လာတဲ့ကျမရဲ့ပထမဆုံး ရှာဖွေခြင်းကဝါသနာပါပဲ။ကျမဘာကိုဝါသနာပါတယ်လဲ။ရှာနေခဲ့ရင်တချင်းရေးပြစ်လာတယ်။ဟိုတစားဒီတစားတန်စင်လေးတွေကျမဖန်တီးတက်လာတယ်။တယောဟာဝါသနာရတက်ရောက်နေခြင်းမဟုတ်ပေမဲ့ကျမပထမဆုံးထိတွေ့တဲ့အမှုပညာမှာလဲတရင်ကစီးမျောခဲ့တယ်။စနနစ်ဆိုတဲ့အရွယ်မှာငွေတုံငွေစလေးတွေ စာရှာတက်လာခဲ့တယ်။တယောတင်ရင် တင်နေကြစာတွေတင်ရင်ကျမကအွန်လိုင်းတင်ကြရေးဖြစ်တဲ့ကျောင်းပညာရေးကို တခါတရံစိတ်လီသွားတတ်တယ်။ဒါပေမဲ့ရီမန်းချက်ကလေးတခုရှိခဲ့။အဲ့ဒါကတော့လေရင်ပဲဖြစ်ဖို့ပါပဲ။ကျမဘဝကိုမှန်မှန်လှမ်းသွားရင်စာမတော်တော်လဲပညာတတ်ဖြစ်လာရင် သို့မဟုတ်စာတတ်သွားရင် လေရင်ပဲဖြစ်ဘဝပန်းတိုင်းစိုက်လိုက်နိုင်မယ်လို့တွေးခဲ့မိတော့ ကိုစိတ်ကိုပြန်ထင်ရင်ဇာကိုမလဲဟင်းစေခဲ့ပြန်ဘူး။ကျမရဲ့ခရီးတခြားအမေဟာ အထူးတလဲပင်မနေတယ်လို့ကျမခံစားနေခဲ့မိတယ်။ကျမခြေကျော်လက်ကျော်ဖြစ်သွားမဲ့နေ့ရက်ရှိမလားအောင်တတိကရင်ဒီခရီးကကျမအသက်73နှစ်အရွယ်မှာဒုံတိတိရက်တန်သွားခဲ့တယ်။ကျမဝါသနာကိုဆက်လက်ရှာဖွေနေရင်စာရေးခြင်းကိုစတင်ရင်ဝိတ္ထုလေးတွေရေးရင် စာပေတိုက်တချို့ ਨੇ စာအုပ်ထုတ်ဖြစ်ခဲ့တယ်။ဒါဟာဇမဘဝရဲ့တကယ်လမ်းလား။ခီးလမ်းမှန်သလားမသိ။ဝေဝေဝါဝါရှောင်နေခဲ့ရင်ဇမပျော်နေမိခဲ့တယ်လို့တခါတခါဘဝအမောတွေလည်းရှိခဲ့ဘူးတယ်။တခါတလေ တက်ပြင်းချရင်လမ်းပြောင်နေသလားလမ်းတွေ့နေပြီလား။ဇမရင်မောခဲ့ရတယ်။တခါတလေညအိတ်မပျော်နိုင်လောက်အောင်ခံစားရတဲ့ဝေဒနာဟာ များခဲ့တယ်။ ချစ်ဒုက္ခတတ်ဖို့ဆိုတာက လမ်းပြောက်တဲ့ဒုက္ခလားလို့ကျမတွေးရင်အချစ်ဟာ ကျမနဲ့လားလားမျှမသက်ဆိုင်သလိုကျမကလည်းအချစ်ကိုမေ့နေခဲ့တယ်။တေးရွက်လှုပ်တိုင်းကြီးမဲ့မိန်းကလေးအရွယ်ကို တရွေ့ရွေ့ကုန်လာရင် ကျမအသက်ရွယ်ဟာဆယ်ကျော်သက်ဘဝလမ်းခုလက်ကိုရောက်လာခဲ့ပြီ။ဆယ်လေးနှစ်မှာ ကျမပညာရပ်တစ်ခုကိုလေ့လာရင် စာလေ့လာနေခဲ့မိတယ်။ကျမဘဝဟာပင်မန်းချင်းတွေထဲက မလွတ်မြောက်သေးပေမဲ့အထူးတလည်းပင်မမနေတော့ဘူးစာမေးဝဲဖြေဖို့စာကြရင်စာလေ့လာရင်းနဲ့ပဲလောကလန်းအလယ်မှာကျမအတွက်ခလုတ်ကသင်းတွေရှိခဲ့တာကိုလည်းသိခဲ့တယ်စူးမှန်သမျှဖေရှားပေးပြီးအလှပဆုံးပန်းတန်ရောက်ဖို့လိုလားတဲ့သူလည်းရှိတယ်ကျမကိုအလှပဆုံးပန်းဝင်စေခြင်းသူနဲ့ခလုတ်တိုက်လဲစေခြင်းသူတွေရဲ့ကြားထဲမှာရှင်တန်ရင် အမေမပင်မန်းဖို့ကိုလည်း စ조사နေမိတယ်။ဆယ်လေးနှစ်ဆိုတော့လောကအဖြစ်မငယ်နေတော့ဘူး။ဒါပေမဲ့ကျမအတွက်စိတ်ပင်မလာတိုင်းရည်စားထားရမလားဆိုတဲ့မေးခွန်းထက်အိမ်ကရန်ပလင်းကိုနည်းနည်းဖွင့်ဖောက်မြည်ကြည့်ရမလားလို့ပဲစိတ်ထဲတွေးနေမိတယ်။ရန်ဆိုတော့ခားလိုက်မယ်။ပြင်းရှားရှားနဲ့မူးလာလိုက်မယ်။ဒီထက်ဘာပိုမလဲလို့ဆယ်လေးနှစ်အရွယ်ကျမကတွေးကြည့်နေမိတယ်။မပူဘူး။သေးကြပါလေ။ ဒီပလင်းကြီးတဲကအကြီးတွေကမူးယုံကလွဲပြီးဘာမှဖြစ်မလာနိုင်ဘူးဒီနောက်တော့ကျမစိတ်ထဲမှာရန်ဆိုတာကိုမမီးကြည့်ကျင်တော့ဘူးတကြိမ်တခါပြတ်ဖို့ကျန်တဲ့မိစာကို ကိုယ်တိုင်တတ်နိုင်ရမယ်မဟုတ်လားကျမဟာမြမမျိုးသမီးတယောက်ဖြစ်တဲ့အပြင် အသက်မပြေသေးတဲ့သူတယောက်မို့ကိုကိုကိုပြည့်ရွေးမဲ့အကြောင်းတရားတွေတဲ့မခေါ်မိအောင်တတိကပ်မိတယ်ဒီလိုဆိုလို့ ကျမကမြန်မာဆန်သလားဖယားတရားမြင်းသလားလို့မေးလိုက်ရင် မဟုတ်ပြန်ဘူးတာမန်လူငယ်တယောက်လိုပါပဲကျမရဲ့ចောင်းပြင်ပါကပညာရေးမှာ အမေကိုဘာတစ်ခုမှ မထမ်းပို့ခိုင်းခဲ့ကျမကိုယ်တိုင် နိုင်တယ်လောက်ထမ်းပို့ရင်ဒီလမ်းကိုရှောက်နေခဲ့တာဒီအကြောင်းအရာကလွဲရင်ကျမကတာမန်လူငယ်ပါပဲကျမအသက်16နှစ်ကနေ16နှစ်ထိနှစ်နှစ်တာကာလပေါ့ ဘာမှဖြစ်မလာသေးလို့ကြီးတဲ့မျက်ဝန်းတွေတဲ့ကျမပင်မန်းနေငိုချင်နေဒါပေမဲ့တီးခံနေခဲ့တယ်။နောက်ဆုံးထိသွားမှရောက်မဲ့ပန်းနိုင်လေးရဲ့မို့ကျမကိုကြီးတဲ့အကြည့်တွေကိုလစ်လူပြူထားပြီးဆက်ရှောင်နေခဲ့တယ်။ကျမဘာဖြစ်လာနိုင်မလဲ။တိတချက်မတိတချက်ကြားထဲမှာကျမပင်မန်းနေခဲ့ရတယ်။အင်္ဂလိပ်ဒီပလိုမာပွဲလေးရကျင်နေတယ်။အမေကိုပြောပြမိတယ် ကျမရှောက်နေတဲ့လမ်းရဲ့အဆုံးသက်ကလည်းအမေကိုမူတည်နေပြန်လာ တွေးမိရင် ကျမကို ကျမအသုံးမကျသလိုခံစားရတယ်။ကျမဆောင်မေးပွဲတွေပြီးတော့ဒီပလိုမာဆက်တက်ဖို့အချိန်ဆောင်နေခဲ့တယ်။ဘာမှမလုပ်ပဲနေရတဲ့အခိုက်အတန့်က ကျမအတွက်ခက်ခဲလိုက်တာ။အသက်ရှူချက်သလိုအသက်ရှူမဝသလိုကျမခံစားနေရတယ်။အမေကိုတော့မပြောပြဖြစ်ပေမဲ့အမေလည်းတည်လေမလားပေါ့။ကျမ ရောင်ဝါးဝါးခန်းစားချက်တွေနဲ့ခြားခြားလည်နေတော့တရက်ဘဝမှာ အမတ်တရအဖြစ်ဆုံးတရက်ပဲကျမလောက်ရက်တွေဟာမားသလိုကျမဟာပညာမတတ်သလိုပြောခဲ့ကြည့်ခဲ့တဲ့အမျိုးသမီးတယောက်ရဲ့မျက်ဝန်းနဲ့ခမ်းမဲမဲနှကန်းကကျမကိုဒီဝင်ကဘာတဲကလွတ်စေခဲ့ ကျမဖြေထားတဲ့စာမေးပွဲတိုင်းရဲ့အမတ်စရင်တွေပြန်စုပြီးလက်ထောက်ဆရာမအလုပ်ကိုစရှောက်ခဲ့တယ်အရာအလုံး ချက်ချင်းလှုပ်ဆောင်တတ်တယ်ကျမဒါကိုလည်းချက်ချင်းလှုပ်ဆောင်ခဲ့တယ်ကျမအလုပ်ရခဲ့တယ်လက်ထောက်ဆရာမထက်ပိုးတယ်ဆရာမအဖြစ်ပေါ့ကော်ဖီတစ်ခွက်မကုန်ခင်ဖြစ်မြောက်ခဲ့တယ်ဒီလန်းလေးဟာဘဝရဲ့တစိတ်တဒေသကိုပြေလဲအေးချမ်းစီခဲ့တယ်ကျမဘဝအတွက်ငွေကြေးရဲ့ဒုက္ခသိမ့်မရှိပေမဲ့ပညာဒုက္ခဂုံဒရဒုက္ခတွေတော့မကြာခဏကြုံရလို့ဒီအလုပ်လေးရတဲ့အခိုက်မှာတော့ ပညာဒုက္ခတွေအေးသလိုဂုံတရဒုက္ခတွေလည်းအေးပြီလို့တပြင်းမောတစ်ချက်ချမိတယ်။၁၇နှစ်သမီးတည်းကမောတဲ့အမောတွေ၁၈နှစ်မှာတပြင်းတစ်ချက်ချနိုင်သွားတာပဲတော်လီသလား။ဒီခကြီးကဒီမှာပြီးဆုံးပြီလား။ဒါဟာပန်းနိုင်လား။ကျမတခါတလေ တွေးစားမိပြန်ပါတယ်။တကယ်လို့ဘဝပန်းနိုင်ရောက်ပြီဆိုကျမလည်းလူသားပြီပြီးအချစ်ဆိုတဲ့အရာကို လိုက်လံရှာဖွေကြည့်ခြင်းမိပါသေးတယ်။ကျမရဲ့မနီးခဲ့တဲ့ခရီးတွေအကြောင်းနားထောင်နှစ်သိမ့်ပေးရင်ကျမတက်ပုံမရှည်ရလှတဲ့ဘဝခရီးတစ်ခုဖြတ်တန်းခဲ့ပြီးသူတယောက်ရဲ့ဝေဖန်ခြင်းထင်ကြီးပေးခြင်းတွေကိုနားထောင်ကြည့်ခြင်းသေးသလိုဥဒလားဣဒလားမသိတဲ့အချစ်ဆိုတာကိုလည်းတိတိပပကြုံတွေ့ခြင်းမိသေးတယ်။စိတ်ကူးရင်ဆန်းဆန်းပြောကြည့်ရရင်ဒီပလိုမာပွဲလေးများရလာတဲ့အခါ ဝဲလက်မှတ်နဲ့အတူပြေစာဖြတ်ပိုင်းမဟုတ်တဲ့ချက်စာရွက်အသစ်ဆက်ဆက်တရွက်ကျမလူချင်းနေမိတယ်ပြေစာဆိုတာပေးကန်းချင်းဆိုတဲ့လုံဆောင်ချက်ရဲ့နောက်ကပါတဲ့ဘာမှမဟုတ်တဲ့ဆက်ကူစုပ်တတားလေးဖြစ်ပေမယ့်ကျမလူချင်းမမောတဲ့ချက်စာရွက်လေးကတော့ကျမဘဝအတွက်တန်ဖိုးဖြစ်မရနိုင်တဲ့ဆက်ကူလေးတရွက်ဖြစ်တယ်လို့ကျမစီကဘာကိုမှလည်းမတောင်းဆိုမဲ့ကျမအတွက် တီးတန့်ပေးဆက်ခြင်းစက်ကူရွက်လေးပေါ်ကျမကချက်စာရွက်လေးတစ်ရွက်ကိုစောင့်နေတယ်ဝဲဝဲဆုံးဝတ်ထားတဲ့ကျမဘေးမှာဓာတ်ပုံအတူရိုက်မယ်အမတ်တရနေလေးတနေအတူတူဖန်တီးပြီးဘဝတစ်ခုကို တူရှောင်းမယ်ကျမရဲ့ချက်စာရွက်လေးကို မျောလင့်နေမိတယ်ချက်စာရွက်ကိုလမ်းယူရမယ်လက်မှာဘာအစွန်းထဲမှမရှိအောင်ထိမ့်သိရင်ချက်စာရွက်ကို မျောရင် ကျမဘဝခရီးကိုရှောင်နေရတယ်။ဘဝခရီးတွေများလွန်လှသည်မှာဘယ်ခရီးမှမနည်းနိုင်ပါလားလေ။နာဆင်ပေးသူအားလုံးကိုကျေးဇူးတူးပဲတင်ရှိပါရဲ့ရှင်။